မိုနာလီဇာပကြီးကဟာဘာကြောင့်ကဘာကျော်လာရတာလဲမေလာဘေးသက်ကြီးတို့ရဲ့ကဘာကြောင့်မိုနာလီဇာပကြီးကကိုတော့ဒေါ်မင်းနဲ့တီချပါတယ်အပကြီးကတွေကအမျိုးသမီးရဲ့အပြုံးကအယံလာလုံးတဲ့အတွက်စာပေတွေသချင်းတွေပါတော့မှခိုင်းနိုင်ရေးဆက်ကြလေးရှိပါတယ်နာမည်ကြီးတဲ့သားသိကြပေမဲ့ဘာအတွက်ကြောင့်ကဘာကျော်သွားရတာလဲဆိုတာတော့ဘယ်သူမှမသိကြပါဘူးဒီကနေ့မှတော့ဒီပကြီးကရဲ့နောက်ဘက်ကစိတ်ဝင်စားစရာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးတော့မှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး အလုံးသိကြတဲ့အတိုင်းမိုနာလီဇာပတိကကိုလီယိုနာဒိုဒါဗင်ရှိဆိုတဲ့ပတိရှိရတဦးက1503ခုနှစ်နဲ့1506ခုနှစ်အတွင်းမှာရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ဒီပတိကတွေကအမျိုးသမီးကလက်တွေ့ဘဝမှာလဲတကယ်ရှိပြီးတော့ပတိကကိုတော့ရှုဝဲစမ်းကြည့်မှုတွေနဲ့ပေါက်ဆက်ထားတာဖြစ်ပါတယ်။ဒီပတိကကိုရေးဆွဲဖို့အတွက် Francesco Gajongkuba ခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ပတိကတွေကအမျိုးသမီးဟာလဲဇနီးဖြစ်သူ Lisa Dejondube ဖြစ်ပါတယ်။အီတလီရင်ကျင်းမှုမှာနာမည်ရှိကမိုနာတက်ခေါ်ခြင်းဟာရင်ကျေးပြုံးထားတဲ့သဘောကိုစောင့်ကြည့်တာဖြစ်ပါတယ်။ ဒါကြောင့်မိုနာလီစာရဲ့တို့အမည်ထွင်ခဲ့တာပါ။ဂျူဒုံမိသားစုရဲ့ဒုတိယမြောက်ကလေးမွေးဖွားလာတဲ့အထိမ်းအမှတ်အခမ်းအနားမှာဒီပစီတော့ကိုလည်းရမစတင်ချိန်ဆွဲခဲ့ပါရီ။ဒါပေမဲ့ဒီအကြောင်းအရာတွေဆိုတတ်ကတချို့လူတွေရဲ့ထင်းထင်းချက်သက်သက်ပါပဲ။ကျွန်တော်တို့ဒီအခြေချပြောနိုင်တာဆိုလို့ဒီမိုရိုက်ဇာပစီကောက်ကိုဒါပစီသေးဆုံးပြီးတော့1919ခုနှစ်နောက်ပိုင်းမှာမြင်တွေ့ခဲ့ရတာပါ။ရာဇဝနေပေါင်းများစွာအကြပြင်းထန်နိုင်ငံသုံးဆံပိုင်းဘရင်အုတ်ချူရင်စနစ်မှာပကြီကကိုနန်းတဲ့နေရန်တွေမှာချိတ်ဆွဲလာခဲ့ကြပါတယ် ိုင်နောက်ပိုင်းမှာတော့လောဘရမက်ကြီးတဲ့သူတို့ချို့ကနန်းတော်တဲကပကြီးကားကိုခိုးယူခဲ့ကြပါတယ်။ဒီပကြီးကားဟာပြင်းစစ်ပြည်သူတွေပိုင်ဆိုင်တဲ့အမွေလေးတစ်ခုဖြစ်တဲ့အတွက်တရားခံကိုဖမ်းဆီးအသေးသေးခဲ့ပါတယ်။ဒါပေမဲ့ပြင်းစစ်ဘေးရဲ့နပိုလီယံလက်ထံမှာတော့ဒီပကြီးကားကိုသူ့ရဲ့အိတ်ခမ်းထဲမှာအလားစင်ချိန်ဆဖို့အတွက်စိတ်ပြင်းပြခဲ့ပါတယ်။ဒီလိုဘေးရင်တပတ်ခါတော့မှဆွဲလန့်နေရင်ဒီပကြီးကားကဘလောက်တန်မိုးရှိလဲဆိုတာကျွန်တော်တို့တွေခံမှန်းကြည့်လို့ရပါတယ်။အရင်ကမွန်လာရီစာပကြီးကားကို1804ခုနှစ်မှာဘယ်ရီမျိုးရဲ့တူအာလီနန်းတော်မှာချိန်ဆထားခဲ့ပါတယ်။ ်အချိန်နဲ့ငယ်ကြတဲ့အခါမှာတော့ loose ပြလိုက်ဖို့ပြောင်းရွှေ့သေးယူခဲ့ကြပါတယ်။အဒီကနေမှတစ်ဆင့်တကဘာလုံးကလူတွေတိခဲ့ကြတာပဲဖြစ်ပါတယ်။1932ခုနှစ်အောက်တိုဘာ23ရက်နေ့မှာတော့ဘသူမှသတိမထားမိခင်မိုနာလီဇာပကြီးကဟာအခုခံရကြပါတယ်။ပြလိုက်တာဝန်ခံတွေကအနည်းအဆန်ရှာဖွေခဲ့တာတော့မှဘာသဲလုံးစားမှရှာမတွေ့ခဲ့ကြပါဘူး။ရဲရီကလည်းလက်ဝဲတွေကိုသိချစစ်ဆေးပြီးတော့ပူစတာရီထောင်ပေါင်းများစွာကပ်ပြီးတော့ပြင်းစစ်တလျှောက်နေရာအနက်မှာရှာဖွေခဲ့ကြပါရယ်ဒီလိုနဲ့မိုနာလီဇာပကြီးကပျောက်ဆုံးမှုဟာကမ္ဘာထိပ်တန်းသတင်းဖြစ်လာခဲ့ပါရယ် ။တနည်းလောက်ကြားတဲ့အထိရှားလို့လည်းမတွေ့ခဲ့ပါဘူး။အရိယုံနဲ့ဝကြီးကဟာပြင်းတဲ့နိုင်ငံသားဗေဇာသုံးစီမှာရှားတွေ့ခဲ့ကြပါရဲ့။သူကလူးစကတိုင်းမှာမိုနာလီဇာဝကြီးကတော့မှတ်ပေါင်းပြုလုပ်ပေးခဲ့တဲ့သူပါ။ရဲတွေရဲ့တန်တရာကဗေဇာသုံးစီရောက်ရှိသွားခဲ့ကြပါရဲ့။1913ခုနှစ်ဒီဇင်ဘာလမှာအဖရာဒိုဂျယ်ရီကိုဝကြီးကကိုသူကိုယ်တိုင်ခွင့်ယူခဲ့တာဖြစ်ကြောင့်သတင်းပေးခဲ့ပြီးတော့အီတလီကိုသိမ်းပြလာခဲ့ပါရဲ့။အဖရာဒိုဟာသူ့ရဲ့လက်ထောက်ဖီဒီပြတိုင်မှာ ဂီယိုဗန်နီပေါ်ဒီနဲ့တိုင်ပင်ပြီးတော့ပကြီးကရောင်းမဲ့သူကိုဖိတ်ခေါ်ခဲ့ပါတယ်။အတိနောက်၅သိန်းနဲ့ရောင်းဝယ်ခဲ့ခဲ့ပါတယ်။ထောင်ဝယ်ရဆက်သုံးခုနဲ့ဒီဇင်ဘာလ17ရက်နေ့မှာဗေဇန်သူကိုရဲတွေကဖမ်းမိခဲ့ပါတယ်။သူထွက်ဆိုချက်အရဒီပတိကဟာသူ့ကိုအတော်ဖမ်းဆီးနိုင်ပြီးတော့ညနေတိုင်းသူဟာပတိကရဲ့ညွတ်ယူတာကိုခံခဲ့ရပါတယ်။ဒါနဲ့သူဟာပတိကကိုပို့လို့ရေးဆွဲခဲ့ကရောင်းစားခဲ့တာလို့ပြောပါရယ်။ဒါဆိုရင်ပြောက်သွားတဲ့ပတိကအစ်ကပမာလဲ။ဟုတ်ကဲ့ပါ။နှစ်ပတ်အကြာမှာပြတိုင်မှု Giovanni ပတ်ကြီးအားပကြီးကားကိုရှာထွေသွားခဲ့တဲ့အတွက် တာဝန်ခံတွေကသူ့ရဲ့ကြောက်တိုင်းမှာခြေဆွဲပွင့်ပြုခဲ့ပါတယ်။မွန်လာရီစာပကြီးကားဟာဒါမန်ပကြီးကားတစ်ချက်ပါ။ဒါပေမဲ့တကဘာလုံးကလူတွေဘာကြောင့်ဆွဲလန်းနေလဲဆိုတာကတော့အခုလိုမျိုးဝမ်းကြီးပတ်လဲအခုခံနေရတဲ့အတွက်ပါပဲ။အားလုံးကအာယုံဆိုင်လေးလေးပစ္စည်းတန်ဖိုးကတက်လာလေလေ။အဲဒီနောက်ခွေးယူလို့တဲ့သဟိုးသဝက်တွေကများလာလေလေပါပဲ။တကယ်တော့ဒီမွန်လာရီစာပကြီးကားဟာတန်ဖိုးအလောက်မကြီးပါဘူး။